ရတုံမျိုးနယ်ရဲ့အထင်ရရက်ွက်တစ်ခုဖြစ်တဲ့30ခွန်ရက်ွက်မှာအရန်တန်တဲ့ဒေါင်းကွက်လုံးချင်းအင်ကြီးအင်ကောင်းတစ်လုံးကိုကျွန်တော်တို့အတူတူတွားကြည့်လိုက်ရအောင် င်္ဂလာပါဒီနေ့ကျွန်တော် house rule လုပ်ပြီးမယ်အိမ်ကတော့ဒီနောက်ကဒါ၃ဓာတ် rule slab ပေါ့နော်ဒါလူမျိုးဘာသာမျိုးချိန်နှစ်သက်မယ်အင်ကြီးအင်္ဂါလုံးလုံးကို house rule လုပ်ပြီးပါမယ်တော့ရောက်ရှိနေတဲ့နေရာကတော့ဒါမြောက်တကုံရဲ့အထင်ကြီးရက်ွက်တစ်ခုဖြစ်တဲ့39စွမ်းရင်ရက်ွက်မှာဖြစ်ပြီးတော့ဒါ lobby ဓာတ်လမ်းမကြီးရဲ့ကြောကတ်မှာလည်းရှိတယ်ဒီ manly လမ်းမကြီးကလည်းဒဲပေါက်တယ်ပေါ့နော်ဒီခြံကျဲဝန်းကကျတော့40တပေ60တပေ gram မှာပါမယ်တော့ down ကဖြစ်တဲ့အတွက်ကိုသူကဒီတကားမှဆိုလေဝင်ချင်း main တကားဆိုရင်ဒါနှစ်ပေါက်ပေါ့နော် ကဘာကင်ဆိုလဲဒီကနေလဲဝင်လို့ရတယ်ကျွန်တော်တို့ဟိုဘက်အရှေ့ကနေလဲသူကသဘောဝင်လို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ဒီမျက်နှာစာနေဝင်မယ်ဒါကတော့သူကအိမ်ရဲ့မျက်နှာစာဖြစ်သွားမှာပေါ့နော်ဒီအိမ်ကတော့ကျွန်တော်တို့မြောက်ဘက်ကိုလှည့်တာဖြစ်တယ်ဒီရှေ့မှာဆိုတော့ lighting တွေစူးကျူး blade တွေရောအစားပေါ့နော် plan box တွေလည်းအကုန်ပါပြီးသားဒီအိမ်ကလက်ရှိ LAN channel နဲ့ဒီ LAN နဲ့တော့နှစ်ပေလောက်ထိမြင်ထားတာတွေ့ရတယ်အိမ်နဲ့လည်းဆိုနှစ်ပေခွဲလောက်ထိသူက plane level မြင်ထားတာပေါ့နော်ဒီမှာဒါကဘာကင် area ရှိတယ်ကဘာကင်က၃စီးလောက်ကောင်းကောင်းရက်လို့ရတယ် ဒါဂူရောင်အောက်မှာပေါ့နော်ဒီ garage မှာကကျတော့သူတစည်းရမယ် garage ရဲ့အပေါ်မှာလည်းသူနေရာလို့မကြံလို့ဒါမှမာလီတွေပဲထားထားပေါ့နော်ကိုအိမ်ပေါ်တွေပဲထားထားထားလို့ရမယ်ဒါအခန်းတစ်ခန်းပါလေကျွန်တော်ပြီးမှအထက်ကနေပြပေးမယ်ကဲလုံးဝစီရင်ဟိုက်နေတော်တော်လေးကိုခံတာအလုံးမိုက်တယ်ကဲကျွန်တော်တို့ဆိုအိမ်ထဲကိုဝင်ကြည့်မယ်ဒါကျွန်တော်တို့ living room ထဲကိုရောက်ပါပြီပေါ့နော်တော်တော်လေးကိုခန်းထားတယ်စီလင်ဟိုက်ဆိုတော့ဒါ3ပြည်လောက်ထိမြင့်တာပေါ့နော် ဟိုကောင်းင်းတွေဆိုလဲသူအလှဆင်တာမှာရွှေရောင်နေနေပေါ့နော်ကျိုးမာကြီးအကွက်လေးလဲသူကဆန်းဆန်းပြပြလေးတုံးထားတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီနေကြီးတက်မှာဆိုရင်ကြတော့ living room ရှိမယ်ဒီနောက်မှာ master တခန်းရှိမယ်ပြီးရင် dining room နဲ့ kitchen room ပဲပေါ့နော်ကျွန်တော်တို့ master master ခန်းလေးကိုယဉ်ကြည့်မယ်ဒါကတော့မြေကြီးတက်က master အခန်းပဲဖြစ်တယ် ceiling height ညင်းနဲ့ဒါအလင်းရောင်လဲကောင်းကောင်းရမယ်ပေါ့နော် green box တွေဆိုတာအမြင့်ကြီး corner ဆိုတော့ငါးပြီခွဲလောက်တော့မြင်တယ်တန်မှန်းတွေပါရစာပါမယ်ဒီမှာ light တွေပါပုံပါတယ် ကုန်တက်ဆင်မီယာ ready to move in ပေါ့နော်ဒါနေထိုင်လို့ရမယ်ဒီမှာရေချိုးကန်းယူကန်းဆိုလည်းကြီးကြီးလာအဲ့မှာရှာဝါနဲ့တေချာတင်မားတွေနဲ့ကုန်ကာပြီးတော့ကျွန်တော်တွေ့ရမယ်ကဲအဲကုန်းတွေလည်းကကိုအခန်းတိုင်းတက်ဆင်ပေးထားပါဦးနော်မာစတာကန်းနေပြီးတော့ထွက်လိုက်တာနဲ့ဒီမှာ dining room ရောက်ပြီ twin စာကန်းကျန်းကင်းရတာတော့ twin စာကန်းဖြစ်တဲ့အတွက်ကိုသူကကျွန်တော်ကျွန်တော်မခင်းတော့ဘူးကြွေပြားဆိုတဲ့တီချာဒီဇိုင်းနှစ်လားလေးနဲ့ပေါ့နော်ဒါ limited edition ဖြစ်တဲ့ကြွေပြားတွေကိုတုံးပြီးတော့တွေ့ရတယ်။ security အတွက်တန်မှန်းတွေပါဆိုအကုန်တက်ပြီးရတယ်။စီရင်မီဇိုင်းလား။ နောက်တစ်ခုဒီမှာဒါကိုကအဲဟိုကနေပြီးတော့ဒါဟင်းနေပါပဲပေါ့နော်သမင်းနေယူမယ်ဆိုရင်ကြတော့ကိုယ့်ဘက်ပြီးယူစမ်းမလို့စလိုက်ဒေါ်လေးနဲ့အဲတခြားလေးလုပ်ပြီးတော့တွေ့ရကဲကျွန်တော်တို့ဒါဆို kitchen room နဲ့ကိုသွားကြည့်ကြမယ် kitchen room လည်းရိုင်းမကျဲဘူးဒါကျဲကျဲလည်းမလို့ဒါနှစ်ယောက်လောက် AC ချက်ပြုတ်လို့ရမယ်ဒီမှာ upper lower cabinet တွေပါမယ်ဒီမှာကျွေးပြမာပဲကြောက်ကြားတွေတုံးယူနေရတယ် exhaust ပါမယ်သူ gas stove တော့မထည့်ပေးထားဘူးเนาะ gas stove တော့ကိုတုံးနေတယ်ဆို gas stove တွေပါထည့်ထည့်လို့ရမယ် အနန္တတွေပါတွေ့လာတဲ့ခါလေးမှာလုပ်ပြီးဟာမျိုးရှိပြီးတော့ဒီဘက်မှာတော်လာ main room ပါမယ်ပေါ့နော်ဒါကတော့ main room ပဲဖြစ်တယ်ဒါကြောင့်သူကနောက်ဖေးသွားမဲ့ဖက်ပေါ့နော်သူကတော့အများကြီးဟိုကမရှိတော့ကျွန်တော်မပြတော့ဘူးကဲကျွန်တော်တို့ဒါဆိုရင် import တက်ကိုသွားကြည့်ကြမယ် import တက်ကိုမသွားခင်ဒီမှာ flicker ဝင်အောက်မှာသူကနေရာလို့ space မရှိအောင်လို့ပေါ့နော်ဒါအများဆုံး common toilet လေးထားပြီးထားတော့ကျွန်တော်တွေ့ရတယ် ဒါတော့ edit ပဲတုံးမှုတော့ပေါ့နော်ပြီးတော့ဒါဒီဘက်ဘေးကဒီဘက်ဘေးတကားနေတယ်ဒါ garage တွေကိုပြန်သွားလို့ရမယ်တော့တကားပေါ့ပေါ့ပါတယ်ကျွန်တော်ပေါ့တက်မယ်တိုင်နေဆိုရဲလုံးဝရှယ်ကျုံးနေတာတခြားတုံးပေးရတယ်အင်ကစီလင်ဟိုက်မြင့်တော့ဂျင်းခန်းနဲ့ထဲဝါနဲ့ပုံစံပေါ့ရတော်တော်လေးတော်တော်လေးမိုက်ပါတယ်ဒီမှာဆိုရင်じゃကျွန်တော် garage ပေါ်ပါပေါ့နော်ဒီကောင်ဆိုရင်ဒါ6ပေလောက်ရှိမယ် 6ဘီအမြင်လောက်ရှိအခုကြိုက်တဲ့ store room တွေပါအခုသုံးလို့ရတယ်ပေါ့နော်โอเคကျွန်တော်တို့ product ကိုတွားမယ်ဒါကကျွန်တော်တို့ပထမ ddot ကိုရောက်ပြီပထမ ddot မှာဆိုရင်တော့ဒီနေရာကဖျားကန်းဖြစ်တယ်အဲဖျားကန်းဖြစ်မယ်ပြီးတော့ master သုံးခန်းရှိတယ်ပေါ့နော်ပြီးတော့ဒီမှာ तू အခန်းတိုင်းမှာလည်း तू အာ तू ရဲ့အိမ်ရဲ့အားသာချက်ပေါ့နော်ဒီမှာကိုပိုင်ဘယ်ကုန်းလေးရှိရတွေ့ကျွန်တော်ဒီအရှိမျက်နှာစောင်းအရှင်တွားကြည့်မယ်ပြန်လိုက်လေ ကြည့်လိုက်အပေါ်မှာဒီဇိုင်းဆိုပြီးအလှယူနေတခြားစီလင်ကြီးရဆတခြားလုတ်ပြီးတော့တွေ့ရတယ်။ရမ်းတော့ဘေးစင်လည်းသူထုတ်ပေးထားတာပေါ့နော်။ဒီရှိမှာမစတာတခန်းရှိတယ်။ဒီမစတာခန်းကတော့သူနှင်းအောင်ဆိုရင်တော့နည်းနည်းဒါကျင်းတဲ့အနေအထားမှာရှိရောနှင်းအောင်ဂရင်ထည့်လိုက်မယ်ဆိုတော့လက်ကျင်းပါမယ်။ဒါလူတူးလေးပေါ့နော် single လို့ single တယောက်တည်းတယောက်တည်းနေမယ့်အခန်းပေါ့။တယောက်တည်းသုံးမျိုးရမယ့်အခန်းပုံစံရှိတယ်။သူ့မှာမအားသာချက်နေနေကျွန်တော်လူငယ်တွေဆိုအကြိုက်ပဲ။ငါ slate တောက်ချင်လား။ နောက်တစ်ခုခုပေါ့နော်ပြင်မှာထွက်လုပ်လို့ရမယ်ဘယ်ကွန်တွေတည်တံ့လေးပါမယ်ပြီးရချိုးကန်းထဲမှာဆိုတော့ရေဘူးရေးရရှာဘွားတွေရောပုံမှန်ထုံးစံတိုင်းပဲထည့်ပေးကြရတယ်ကဲအဲကွန်တွေဘာလဲသူအခုံပေါ့နော်ပါပြီးသားပြတ်ဒီမှာအကုန်လုံးကောနစ်တင်နေတော့တေချာအသေးစိတ်တော့လုတ်ပြီးထားတော့ကျွန်တော်တွေ့ရအောင်နော်တေချာအလှလေးဆင်ပြီးထားတယ်ဒီနောက်မှာမာစတာနှခန်းရှိတယ်ဒီတခန်းရင်ပြပြီးပြီးတော့မှဟိုက main မှာစာခန်းကိုပြပြီးမယ်ဒီခန်းမှာဆိုတော့ဘင်းဘောက်ကတော့ဆိုတော့တစ်ဖောက်ပဲပါတယ်ပေါ့နော် ရီမော့ဆိုတာ3မီအဲ3မီ5မီခွဲလောက်ရှိတယ်ပေါ့နော်ဒါအလူမီနီယံဝင်းဒိုးတွေပါမယ်လိုက်ကရီချက်လုပ်ပေးထားတယ်ဒီမှာကျတော့သူဘက်တရီပါသွားမယ်ပေါ့နော်ဘက်တရီရဲ့ရှာဝါစတန်တွေပိုင်းတခြားရေဦးရေကုန်ပါမယ်ပြီးတော့ဒီမှာသူ့ရဲ့ထူးခြားချက်လေးအိမ်ခန်းတိုင်းမှာဘယ်ကွန်နေသူကထည့်ပေးထားတွေ့ရတယ်ပေါ့နော်အဲဒီနောက်မှာကျွန်တော် main master ခန်းရှိတယ်အိမ်ခန်းပြောင်းအိမ်ခန်းကတော်တော်လေးကျယ်တယ်ကြည့်လိုက်ကျယ်ရွယ် ဒါ ventilation နဲ့ lighting ကောင်းအောင်လို့လဲသူကမှ brain box ကိုတစ်ပေါက်နှစ်ပေါက်သုံးပေါက်၄ပေါက်ပါတယ်။ကြောင်နေဆိုလဲဒါ၃ပေခွဲအဲ၃ပေအပေါ၅ပေခွဲတော့အမြင်ရှိကျွန်တော်အရက်၄ပါးကျွန်တော်ရက်ထက်နည်းနည်းပဲနှိမ့်တာပေါ့နော်။ air con တွေပါအကုန်ပါမယ်။ဒီမှာရေချိုးကမ်းထဲမှာရေဝူရေနဲ့တခြား shower တွေပါအကုန်လုပ်ပေးထားတယ်။ခန်းကတော်တော်လေးကျယ်တယ်ပေါ့နော်။ဒါဆိုမိသားစုပစ္စည်းတွေပါထားတာနဲ့ဆိုဒီခန်းကတော်တော်လေးအဆင်ပြေတယ်။ကဲကျွန်တော်တို့အပေါ်ထပ်ကိုထပ်ကြည့်မယ်။ တော့ဒီတုံးပါမှာတော့အိတ်ခမ်းနှခမ်းပေါ့နော်အိတ်ခမ်းနှခမ်းထည့်ပြီးတာရှေ့မှာကျွန်တော်ဟိုရှိမယ်ရူတော့ရှိတယ်အော် sorry ဒီခမ်းကိုကျွန်တော်ပြပေးတယ်ဒီဟာလည်းဒုတိယအကျယ်ဆုံးအခမ်းပဲအောက်ကအခမ်းနဲ့ floor plan တူတယ်ဟိုမှ ventilation နဲ့ lighting နဲ့ ground brain mount တွေတိကျထည့်ပေးထားတာနော်အကြီးအကျယ်ကြီးပဲဒီ chuka ထဲမှာဆိုတော့ခုနအောက်ကပုံစံနဲ့ center ပဲပေါ့နော် similar ဖြစ်တယ်ရေဝူရေရှာဝါတွေကုန်တူးတဲ့ထည့်ပေးထားတယ်ဒီရှေ့မှာလည်းခမ်းပါသေးတယ် ဒီခန်းကျတော့သူက location ကောင်းကောင်းကြည့်ပြီเนาะ sunset တွေပါကြည့်ကျင်နေဆိုရင်ဒီခန်းလေးကမိုက်တယ်ရှေ့မှာဟလာကျွန်တော်တို့ဝရဏကျေးတစ်ခုရှိတယ်เนาะဒီဟာဆိုရင်လဲဒါတင်မအဲဒါတိုင်မီလီတင်ပါတွေနဲ့အလူမီနီယံဘောင်းတွေသုံးပြီးထားပါမယ်เนาะဒါတိုင်မီကွဲမာတွေပါတယ်ပြူပြင်းကြမလို့ဘူးဒီမှာအင်ဂွန်ပါမယ်ဒါကတော့ဘယ်ကွန်နီပေါ့အောက်ကခန်းနေတိုင်းပဲဟောဘယ်ကွန်နီတစ်ခုရှိမယ် ဒီချိုကန်းထဲမှာဆိုရင်လည်းမဘတ်ဂျက်တွေရှာဝါတယ်ဂုံတိတန်ပါမျိုးတွေ့ရတယ်ဗောနော်ကြည့်ကျွန်တော်အရှိရဗျူးကိုတွားကြည့်မယ်ပြင်ထွက်ရတာ ਨੇ လုံးဝဒီကောင်းလေးတိုင်းရတာဗောနော်အမြင်တိုင်းပုံဝန်းကျင်မှာဆိုရတာလုံးချင်းအင်ကြီးအင်ကောင်းတွေကြီးပဲကဲဒီပုံမှာလည်း root slash ရှိရေဗောနော်ဒီနောက်ကဆိုရင်လည်းတော့နာမည်ကြီး lobby တလမ်းမကြီးဒီဘက်ရှိကိုတွားမယ်ဆိုရင်လည်းဒါနာမည်ကြီးမဟာဗန်လို့လမ်းမကြီးရှိဒီနားမှာဆိုလည်းထင်ကြရနေရာကြီးအကြောင်းတွေ ကလေးတွေတော့ကျောင်းလေးရာစာအကုန်ရှိတယ် RBC တွေ ICEC တွေစာပေါ့နော်စာတော့ဆိုဆိုလည်းပုံအနေနဲ့ဒီလိုချိန်ဆိုရင်ညနေဆောင်ဒီလိုချိန်ဆိုရင်ဒါမန္တလေးစီတွားလိုက်တာနဲ့ဒါစာတော့ဆုံးရတယ်နာမည်ကြီးဆိုင်လည်းအကုန်ရှိတယ်ကျွန်တော်အပေါ်ဆုံးတက်ကိုထက်ကြည့်မယ်ဒီပေါ်မှာလည်းအသုံးပြုလို့ရအောင်ပေါ့နော်ရေပိုက်ကောင်းနေရာစာဘာမှဆိုလဲဖေးစင်တွေလည်းအကုန်ထားပေးထားတယ် ငါဆိုပါတီဒီနာတွေပဲလုပ်လို့ပေါ့နော်။မိတ်ဆွေနဲ့ပျော်ပွဲရှင်ခွေတွေပါပဲလုပ်လို့စိတ်ကြိုက်လုပ်လို့ရမယ်။ဒီပုံမှာဆိုရင်တော့ over hat တန်းရှိမယ်။မပရက်ရှာဘန်းရှိတယ်။ဝိုးကျလဲပါတပေးတာ။ကုန်စင်သစ် already ပေါ့နော်။ဒီရင်အယောင်းဖွင့်စေရတော့တိန်း3300 gram မြေပေါက်ဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီရင်ကိုစိတ်ဝင်စားလို့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ New Media ရဲ့ Facebook Messenger ဒါမှမဟုတ်ရင် hotline number ဖြစ်တဲ့ခုံခုံလေးခုံခုံလေးရှိရှိချောက်ကိုဆက်သွယ်ဆောင်ရမ်းအပွိုင်းမန့်ရယူပြီးကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။